မင်္ဂလာပါရှင်24ရက်နေ့မှာ30ရက်နေ့ဒီတပတ်တာတနင်္ဂနွေသားသမီးချင်းမိတ်ဆွေရဲ့အလုတ်ကန်ကနေစတင်ဟောပြောပေးပါမယ်ဖြစ်ပါတယ်ရှင်တနင်္ဂနွေသားသမီးချင်းမိတ်ဆွေများအလုတ်တပတ်သက်ပြီးတော့လုပ်ငန်းလေးတွေပေါ်စီမိအယောင်းဝယ်ရန်ကောင်းတယ်အလုတ်လုပ်တဲ့အခါမိမိကိုယ်တိုင်ကယုံကြည်မှု အပြင်းအထန်ရှိပြီးတော့မှလုတ်ကန်ခဲ့တယ်ဆိုရင်ဒီတစ်ပတ်တာမှာအလုတ်နဲ့ပတ်သက်ပြီးတော့အခွင့်အလမ်းကောင်းတွေရရှိစေမယ်။အလုတ်ကန်အားတွေကောင်းစေတယ်။အလုတ်နဲ့ပတ်သက်ပြီးတော့စိတ်ချမ်းသာကြည်လူရမယ်တစ်ပတ်တာလို့တွေ့ရပါတယ်။တန်မိုးကြီးသောပစ္စည်းများအလိန်ခံတတ်ပါတယ်ခရုစိတ်ပါနော်။ဘေးရှိပေါင်းတဲ့နဲ့ပတ်သက်ပြီးတော့ချောက်ချတာမျိုးတွေပြောဆိုခံရတဲ့တည်းဒါလေးကိုတရိပ်ထားပေးပါ အိမ်နဲ့ပတ်သက်တဲ့ကိစ္စစီစဉ်တဲ့အရာလည်းအစီအပြေမေး။နောက်အိမ်ရောင်းဝယ်ရေးအကျိုးပေးမေး။အိမ်နဲ့ပတ်သက်ပြီးတော့ဒီစာချုပ်ချုပ်ဆိုတဲ့ကိစ္စလေးတွေမှာလက်မှတ်ထိုးရတဲ့အခါလည်းအစီအပြေချုံးဝေစေတယ်ဒါလေးတွေ့ရပါတယ်။ချင်းမြူသားချင်းစီမှာမမျော်လင့်တဲ့အကူအညီထောက်ပံ့ကောင်းတွေရဖို့ရှိနေပါတယ်။အတိုက်ခိုက်တွေတော့များနေပါတယ်သတိထားပေးပါနော်။ဒီတပတ်တာမှာမိမိဒီဘာလေးပဲလုံလုံအတိုက်ခိုက်တွေကြားရနေပြီးတော့မှဖောက်ထွက်ပြီးတော့မှအလုံးလုံးဝမေးတွေ့ရပါတယ်။ အချီးကြီးနဲ့ပတ်သက်ပြီးတော့အချီးကြီးမှာစိတ်ညစ်ရတာမွေးကျင်ရတာမိမိချစ်သူကမိမိကိုအဆက်အသွယ်ဖြတ်ထားတာဒီလိုလေးတွေ့ရပါလိမ့်အိမ်တော်ကြီးနဲ့ပတ်သက်ပြီးဆိုရင်တော့အိမ်လူကြီးမှာအေးဘူးအေးဆူလေးတွေတွေ့ရမှာပဲဖြစ်ပါလိမ့်ကျမကြီးနဲ့ပတ်သက်ရင်အဓိကတော့မိမိဒီခန္ဓာကိုယ်အတွင်းပိုင်းမှာဖြစ်တဲ့ရောဂါမျိုးမဟုတ်ဘဲနေပြင်ပမှာဒဏ်ရာတဲ့ချက်တွေရတာမျိုးဒါလေးတော့သတိထားပြပါနော် အေးချမ်းချင်းငြိမ်းချမ်းခြင်းတော့မရှိသေးဘူး။ဘာကြောင့်လဲဆိုရင်ကိုဘာလေးပဲလှုပ်လိုက်လှုပ်လိုက်ဘာလေးပဲပြောလိုက်ပြောလိုက်ကိုလှုပ်လိုက်တဲ့အရာပြောလိုက်တဲ့အရာလေးတွေမှာအမြဲတမ်းကိုကိုကန့်လန့်တိုက်စီတာမျိုးအောက်လက်ငယ်သားနဲ့ပြောရင်လည်းအောက်လက်ငယ်သားကိုကန့်လန့်တာအထက်လူကြီးနဲ့ပြောပြီဆိုရင်အထက်လူကြီးကကိုပြောတဲ့အရာလေးတွေကိုလက်မခံမဲနေနှစ်ကြိမ်နှစ်ခါပြောမှအဆင်ပြေတာဒီလိုလေးတွေ့ရပါတယ်ကံနဲ့ပတ်သက်ရင်တော့ကံအားကောင်းပါတယ်။ထီတုကံဆက်မယ်ဆိုရင်တော့6တလုံးထီတုကံဆက်လို့ရပါတယ်။ ရှားစီယာရှိတဲ့ငွေကြီးလေးတွေရက်တန်နေပြီးတော့မှကိုယ့်ရဲ့ခွန်အားကိုယ့်ရဲ့ညံအားနဲ့ဒီဘက်တာမှာစွမ်းဆောင်တဲ့ငွေကြီးပမာဏတွေဝင်လာမယ်လို့တွေ့ရပါတယ်အောင်ရပတ်သက်ပြီးတော့ပူပန်စရာတွေကိုကြည့်လိုက်တဲ့အခါမိမိတီကိုလှုပ်ဆောင်ရတဲ့အရာလေးတွေမှာ ကိုလုံနေရင်တန်လန်းတဲ့စိတ်ကုံစိတ်ပြက်သွားတဲ့အဖြစ်ဟုဖြစ်တတ်ပါလေဒါကြောင့်မို့လို့အလုံးမဆွေးရှိပါတိခံပါစိတ်ရှိပါဒါလေးတွေနေဒီတပတ်တာမှာဖြတ်တန်းသွားမယ်ဆိုရင်အရာအားလုံးကိုအစီပြေသွားလုံနိုင်မယ်ထင်ပါပါပါတယ်ဒီတော့တနင်္ဂနွေသားသမီးချမိဆွေအတွက်ကံထောက်ပံ့ဖြစ်စေတဲ့ရည်ရာကောင်းလေးချမပေးချင်ပါတယ်တနင်္ဂနွေသားသမီးချမိဆွေဒီတပတ်ပြုလုပ်ဆောင်ရမယ့်ရည်ရာလေးက မွေးနံထောင်းကိုသွားပါဖရဲတဆွေဆူရဲ့မွေးနံထောင်းကိုသွားပြီးတော့ရက်အဖြူရောင်လေးကိုးချောင်းကိုလူတန်းချင်းဖြင့်မိမိခက်ခဲနေသောတပတ်တာအလုံးစုံပြည့်လည်သွားမယ်လို့တွေ့ရပါတယ်ရှင်။မင်္ဂလာပါရှင်။24ရက်နေ့မှာ30ရက်နေ့ထိတင်းလာသားသမီးချင်းမိတ်ဆွေရဲ့အလုတ်ကင်ကနေစတင်ဟောပြောပြပါမယ်ဖြစ်ပါတယ်ရှင်။ တနင်္လာသားသမီးချင်းမိတ်ဆွေဒီတစ်ပတ်မှာအလုပ်နဲ့ပတ်သက်ပြီးတော့အခက်အခဲတွေရှိတယ်အတိုက်ခံတွေအများများမိမိမိလုံဆောင်တဲ့အခါမှာအဖြက်အတောက်တွေတအားများတယ်လို့တွေ့ရတယ်အယောင်းဝယ်ဆိုရင်ရောင်းပန်းဝယ်ပန်းတွေကျဆင်းတာမျိုးကိုကကိုရောင်းတဲ့ပစ္စည်းတွေကုန်ပစ္စည်းတွေပြတ်သွားတာမျိုးအဲ့ဒါလေးလည်းတွေ့ရပါတယ်နော်တံမိုးကြီးသောပစ္စည်းတွေဝင်လာဖို့ရှိပါတယ်မိတ်ဆွေပေါင်းသင်းနဲ့ပတ်သက်ပြီးတော့မိမိအပေါ်မှာမကောင်းကျန်တာတွေအပြစ်ပြောတာတွေခံရတတ်ပါတယ်။ဒါကြောင့်အပေါင်းသင်းတွေပေါင်းသင်းတဲ့အခါမိမိဘက်က စကားပြောဆိုတဲ့အခါမှာနှုတ်တည်မကြုံသွားဘူးဒါလေးကိုမှားချင်ပါတယ်။အိမ်နဲ့ပတ်သက်တဲ့ကိစ္စရများအစဉ်ပြေပါလိမ့်မယ်။အိမ်ရောင်းတာအိမ်ဝယ်တာအိမ်စာကျုပ်ချုပ်ဆိုတာအိမ်ပြင်တာအိမ်ဆောက်တာဒါလေးတွေအားစအိမ်ကိစ္စလေးတွေအလုံးစုံအစဉ်ပြေမယ်လို့တွေးရပါတယ်။ရှင်ယူသားချင်းရဲ့မထင်မှတ်တဲ့အကူအညီတောက်ပံ့ကောင်းတွေရဖို့ရှိနေပါတယ်။ရန်အလီရဲ့တိုက်ခိုက်လုံးဝလုံးဝမရှိပါဘူးရှင်။ အချီးအီးနဲ့ပတ်သက်ပြီးတော့အေးချမ်းနေပါလိမ့်မယ်။အိမ်ကြောင်ကြီးနဲ့ပတ်သက်ရင်တော့ဘာသာရေးသာသနာရေးအတူတန်းလေးတွေနဲ့လှုပ်ရှုပ်နေမှာပဲဖြစ်ပါတယ်။ကျမအင်းရဲ့ပတ်သက်ရင်တော့ခရုစိုက်ပါမိမိအနေနဲ့ခါးတွေကြိုက်တာခါးတွေနာတာဒါမျိုးလေးဖြစ်တတ်ပါတယ်။အေးချမ်းချင်းငြိမ်းချမ်းချင်းရောက်ရှိလာမဲ့တပတ်တာလို့တွေ့ရပါတယ်။ကံနဲ့ပတ်သက်ရင်တော့မိမိအနေနဲ့ကံအားနေပါတယ်။ဒါ့ပြင်ပဲ မဖြစ်မနေထီတိုးကန်ဆန်းကျင်နေဆိုရင်တော့တစ်တလုံးထီတိုးကန်ဆန်းလို့ရပါတယ်။ဝင်လာတဲ့ငွေကြီးတွေငွေမမြဲတာမျိုးဖြစ်တတ်ပါတယ်နော်။အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာခြုံငုံပြီးကြည့်လိုက်တဲ့အခါမိမိတီဒီတစ်ပတ်မှာဘာလေးပဲလုံလို့စကားပြောတာဆိုတာအစသွားတာလာတာအစနေတာထိုင်တာအစနည်းနည်းပို့ပြီးတော့ဂရုစိုက်ပါဘာကြောင့်လဲဆိုတော့ရုံးပြေကနာနဲ့ပတ်သက်တာလေးတွေကိုပြောဝါဆိုဝါလိုအပ်ကံရရေဆိုင်ရတာမျိုးတွေဖြစ်တတ်ပါတယ် ဒီတော့တနင်္လာသားသမီးချင်းမိတ်ဆွေအတွက်တန်ထောက်ခံဖြစ်စေတဲ့ရေရာကောင်းလေးဆရာမပေးချင်ပါတယ်တနင်္လာသားသမီးချင်းမိတ်ဆွေဒီတစ်ပတ်မှာပြုလို့ဆောင်ရွက်ရမယ့်ရေရာကမိမိနေအိမ်ကဖျားမှာမုန်းလက်ဆောင်တပတ်ကံလူတန်းချင်းဖြင့်ခက်ခဲနေသောတပတ်တာပြည်လည်သွားမေးလို့တွေ့ရပါတယ်ရှင်မင်္ဂလာပါရှင်24ရက်နေ့မှာ30ရက်နေ့ထိတပတ်တာအင်္ဂါသားသမီးချင်းမိတ်ဆွေရဲ့အလုတ်ကင်ကနေစတင်ဟောပြောပေးမှာပဲဖြစ်ပါတယ်ရှင် အင်္ဂါသားသမီးချစ်မိတ်ဆွေဒီတစ်ပတ်မှာအလုံနဲ့ပတ်သက်ပြီးတော့အလိန်ညာရခံရတဲ့ပါတွေအလုံမှာမျက်နှာပြက်စရာတွေနာမည်ကုန်သိက္ခာကျစရာတွေကျုံ့တက်တယ်ဒါလေးကိုသတိထားပါနော်တံမိုးကြီးတော့ပြည်စီများထွက်တက်ပါတယ်ပျောက်တက်ပါတယ်ခရုဆိုင်ပါနော်မိစေပေါင်းတဲ့ဆရာသမားတွေရဲ့ကူညီထောက်ပံ့မှုမဆောင်ဖို့တော့ရရှိမှုတွေ့ရပါတယ်အိမ်ကိစ္စများအဆင်ပြေပါလိမ့်မယ်အိမ်နဲ့ပတ်သက်ပြီးတော့စီစဉ်တဲ့အရာအကြီးကြီးတွေကအခုကြီးပေးတာအစားပြည်လည်မဲ့တွေ့ရပါတယ် ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့စိတ်မကောင်းစရာသတင်းများကြားတတ်ပါတယ်။ကျန်တိုက်ခိုက်ရှိပါတယ်မိမိပေါ်မှာမလူတမာမှုတွေမနာလိုမှုတွေဒါလေးတွေခံရတဲ့တည်းအဲ့တော့ရန်ရှာတာပြဿနာရှာတဲ့အခြေအုပ်ဖြစ်တဲ့တည်းအဲ့ဒါလေးလည်းသတိထားပါနော်။အခြေအနေပတ်သက်ပြီးတော့မိဘအကြီးအကဲတွေကိုပြန်လည်ပြီးတော့ကြည့်ရှုနေရတာ ਨੇ အခြေအနေမှာအဆင်မပြေဘူးမတရားမှုတွေကြောင်းရတတ်ပါတယ်။အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့မိမိအိမ်တော်ကြီးအေးချမ်းနေမဲ့တပတ်တာပါ။ ကျမအင်းနဲ့ပတ်သက်ရင်တော့ဖေးဆိုင်ပါဖြစ်လာရင်အေးအပူရှက်တာတို့အေးပတ်တာတို့ပေါ့နော်အဲ့လိုနေထိုင်မှားပြီးတော့နေမကောင်းထိုင်မှသာဖြစ်တတ်ပါလေအေးချမ်းချင်းညီချမ်းချင်းတော့ရောက်ရှိလာပါလိမ့်မယ်အဲ့တော့24ရက်နေရာနေပြီးတော့24 25 26 29ဖြစ်ဒီကိုအတွင်းဘာလိလုံလုံအခက်ခဲလေးတွေနဲ့ပြောင်းဝဆိုရလုံးဝကန်ရကတိလင်နာလေးတွေဖြစ်တတ်တယ်အဲ့ဒီရဲ့နောက်ပိုင်းမှာတော့အဆင်ပြေသွားပါလိမ့်မယ်ကန်နဲ့ပတ်သက်ရင်တော့ကန်အားကောင်းပါတယ် ထီတူကန်ဆန်းကျင်နေဆိုရင်တော့သုံးတလုံးထီတူကန်ဆန်းလို့ရပါတယ်။ဝေကြီးတတ်တာပါတယ်တော့ပွင့်မင်းဒါပေမဲ့ပေးရမယ့်ဟာအစင်သစ်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလိုလက်ထဲမှာမမြဲတာမျိုးတွေဖြစ်တတ်ပါတယ်။အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်ဆရာခြုံငုံပေးကြည့်လိုက်တော့ကိုလုံနေတဲ့နေရာလေးတွေကိုသွားနေတဲ့အရာလေးတွေကိုပြောနေတဲ့ဒီစကားလုံးလေးတွေမှာအမားပါသွားတတယ်အဲ့တော့အမားပါသွားတတယ်ဆိုတော့ဒီတစ်ပတ်မှာကိုသည်အနေတိုင်းအပြောအဆိုကို စီချင်းမှာအထူးသဖြင့်အပြောတွေပြောမှားသွားတာစူမှားသွားတာတွေမဖြစ်ပါစေနဲ့ဒါဆိုရင်တော့ဒီတစ်ပတ်တာမှာကိုလှုပ်ချင်တဲ့အရာလေးတွေကိုလွဲကူအစီအပြေစွာလုပ်ရမယ်တင်ပါပါပါတယ်ဒီတော့အင်္ဂါသားသမီးချင်းမိတ်ဆွေတွေကံအထောက်ပံ့ဖြစ်စေတဲ့ရေရာကောင်းလေးဆရာမပေးချင်ပါတယ် ။ဒီဟာတော်မီးချိမိတ်ဆွေပြုလုပ်ဆောင်ရရမယ့်ရည်ရာကအိမ်ဖျားမှာအုံတို့ကြောက်ကြောတပတ်ကံလူတိုင်းချင်းဖြင့်မိမိခက်ခဲနေသောအခက်ခဲအလုံးပြည့်လေသောမေးလို့တွေ့ရပါတယ်ရှင်။မင်္ဂလာပါရှင်။24ရက်နေ့မှာ30ရက်နေ့အထိတပတ်တာဗုဒ္ဓဟူးသားသတိချိမိတ်ဆွေရဲ့အလုပ်ကိန်းကနေစတင်ဟောပြောပေးမှာပဲဖြစ်ပါတယ်ရှင်။ဗုဒ္ဓဟူးသားသတိချိမိတ်ဆွေအလုပ်နဲ့ပတ်သက်ပြီးတော့ကံအားတွေကောင်းပါလိမ့်မယ်။အလုတ်ကနေပြီးတော့နှစ်ခုနှစ်မျိုးဆုံးဖြစ်ရတာမျိုးကြောင့်အတက်တဲ့ဝင်ဝင်နှလန်းဝင်မယ်လို့လည်းတွေ့ရပါတယ်။ တန်ဖိုးကြီးကပြည်စီတော်ထွက်တတ်တယ်နော်မိတ်ဆွေပေါင်းကင်းတွေနဲ့အခုညီကောင်ထောက်ပံ့ကောင်းတွေရဖို့ရှိနေပါတယ်။ပျော်ရွှင်စွာခီးသွားတာမျိုးလေးကြောင့်ရတတ်ပါတယ်။အိမ်ကိစ္စနဲ့ပတ်သက်ရင်တော့စိတ်ညစ်စရာ၊နောက်ဆန်တင်းစရာလေးတွေကြောင့်ရတတ်ပါတယ်။ရှင်မျိုးသားချင်းနဲ့ပတ်သက်ပြီးတော့မိမိကိုမကူညီတဲ့အပြင်အပြစ်ပြောတာမျိုးတွေခံရတတ်တယ်။ဒါကြောင့်မိမိစိတ်ပါနော်။ရဲအနေနဲ့တိုက်ခိုက်ရှိပါတယ်။တတိထားပါမိမိအနေနဲ့ကိုကလေတခုခုလောက်တော့ပဲဆိုရင် ကိုလုံနေတဲ့အရာတွေကိုအတိုက်ခိုက်တွေအများများတာအဲ့လိုအခက်ခဲတွေကြားနေကိုကဖောက်ထွက်ရတာဒီလိုလေးကြုံရတတ်ပါတယ်အချီးအီးနဲ့ပတ်သက်ပြီးတော့အချီးအီးမှာအဆင်မပြေမှုတွေကြုံရမေးအင်တော်ကြီးနဲ့ပတ်သက်ရင်မိမိအင်တော်ဘက်အပေါ်မှာစိတ်တိုင်းမကြမှုတစ်ခုပြီးတစ်ခုဖြစ်ပေါ်တတ်ပါတယ်ကျမအိမ်ထဲပတ်တဲ့တော့ဆူချိုးလုံးဝမရှိပါဘူးရှင်။အေးချမ်းမှုညင်းချမ်းမှုတော့မတွေ့ရသေးဘူး။ဘာကြောင့်လဲဆိုတော့ကိုကအလုပ်လုပ်နေရတဲ့အခါမှာ အရာအားလုံးကိုတွတ်တွတ်လက်လက်နဲ့ဖြက်ခနဲ့ပေါ်ဆက်ခနဲ့လို့ပေါ့နော်ဒီလိုအလုပ်ကလေးတွေကိုတောင်းလျှောက်လုပ်နေရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့မိမိအနေနဲ့မအေးချမ်းသေးဘူးတွေ့ရပါတယ်ကဲနပတ်တိုင်းတော့အားနေပါလေသူပင်ပင်ဒီတူကန်ဆန်းကျင်နေဆိုရင်တော့တုံညတလုံးဒီတူကန်ဆန်းလို့ရပါတယ်။ဝင်လာတဲ့ငွေကြီးတွေအဖတ်မတင်တာမမြင်တာမျိုးတွေဖြစ်တတ်ပါတယ်။အားလုံးကိုပူပန်မှုတွေချုပ်ငုံမိကြည့်လိုက်တဲ့အခါအကြီးကြီးအတွက်ပူပန်ရမယ်လို့တွေ့ရပါတယ်။ဒီတော့ ဗုဒ္ဓဟူးသားသမီးချင်းမိတ်ဆွေတွေကံထောက်ပံ့ဖြစ်စေတဲ့ယေရယာကောင်းလေးဆရာမပေးချင်ပါတယ်။ဗုဒ္ဓဟူးသားသမီးချင်းမိတ်ဆွေပြုလုပ်ဆောင်ရွက်မဲ့ယေရယာကငါးလေးတွေထွက်ပေးပါ။အဲ့တော့ဘဏ္ဍကောင်ပဲဖြစ်ဖြစ်မိမိစိတ်ထဲမှာကိုငါလွတ်ချင်တယ်ငါကောင်လွတ်ချင်တယ်ကိုကောင်လွတ်ချင်တယ်ကိုလွတ်ချင်တယ်စိတ်ဆန္ဒရှိတဲ့အတိုင်းကိုငါလွတ်ချင်ကုသိုလ်ယူခြင်းဖြင့်မိမိခက်ခဲနေသောတပတ်တာပြည့်နေသောမင်းတို့တွေ့ရပါတယ်ရှင်မင်္ဂလာပါရှင်24ရက်နေ့မှ30ရက်နေ့ထိ တပတ်တာဇာတာပတိသာသမီချင်းမိတ်ဆွေရဲ့အလုတ်ကင်ကနေစတင်ဟောပြောပြမှာပဲဖြစ်ပါလိမ့်ရှင်။ဇာတာပတိသာသမီချင်းမိတ်ဆွေ အလုတ်မှာအတိတ်ခံများသလောက်မိမိကအရန်အောင်ရနေမယ်လို့တွေ့ရပါတယ်။တန်မိုးကြီးတော့ပစ္စည်းများဝင်လာမှာပဲဖြစ်ပါလိမ့်။မိတ်ဆွေရဲ့ပေါင်းတဲ့ပတ်သက်ရင်တော့လုံးဝလုံးဝမယုံကြည်ရပါဘူး။အိမ်ထဲပတ်သက်ပြီးတော့စိတ်ပြပါတာညနေရပါလိမ့်မယ် ဆွေယူသားချင်းနဲ့ပတ်သက်ရင်သတင်းကောင်းတွေကြားမှာပဲဖြစ်ပါတယ်။ရန်အနေရရှိပါတယ်သတိထားပါနော်။အခြေအနေပတ်သက်ပြီးတော့လုံးဝစိတ်တိုင်းမကြောက်ဘူး။အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အေးချမ်းတာယာနေမဲ့တပတ်တာပါ။ကျမကြီးနဲ့ပတ်သက်ရင်စိုးချုံလုံးဝမရှိပါဘူးရှင်။ဒီကြင်ကြီးညီချင်းချင်းရောက်ရှိလာပြီးတော့ကံအားတွေပွင့်လာမယ်တပတ်တာလို့တွေ့ရပါတယ်။ချီချိုးကန်ဆန်းခြင်းနဲ့ဆိုရင်တော့ငါးတလုံးထီတို့ကန်ဆန်းလို့ရပါတယ်။ ွေကြီးလက်နာပါများပွင့်လန်းရှင်လန်းပေတပတ်တာပါအောင်ရပတ်သက်ပြီးတော့ပူပန်စရာတွေချုံကုန်ပြီးကြည့်လိုက်တဲ့အခါမိမိဒီအလူတန်းနေနဲ့အလုရှုပ်နေတာမျိုးမိမိကိုယ်နိုင်ကလည်းပဲတကယ်လှူလာဖို့အတွက်လှူဖြစ်ဖို့အတွက်လှူမယ်ဆိုတဲ့ဆန္ဒကြီးကြီးမားမားဖြစ်သွားတာမျိုးအဲ့တော့မမျော်လင့်မဲနဲ့လည်းပဲဒီအလူလှူဖြစ်သွားတယ်အဲ့ဒီလိုလေးတွေ့ရပါတယ်အဲ့တော့ကောင်းသောအလူတို့လည်းမြင်ပါတယ်ဒီဘက်ကတာမှာဇာတာပိသားသမီးချင်းမိတ်ဆွေအတွက်ကံထောက်ပံ့ပြည့်စုံတဲ့ယရိယာကောင်းလေးဆရာမပေးချင်ပါတယ် ဇာတာပိသားသမီးချင်းမဆွေပြုလို့ဆောင်ရမယ့်ယနေ့ကမိမိအနေနဲ့စာကလေးအိမ်ကိုအဆင်ပြေတဲ့နေရာလေးမှာချိတ်ဆွဲပြီးတော့ထူထမ်းခြင်းဖြင့်ခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည့်လည်သွားမယ်လို့တွေးရပါလိမ့်ရှင်။မင်္ဂလာပါရှင်။24ရက်နေ့မှာ30ရက်နေ့ဒီတပတ်တာတောက်ကြသားသမီးချင်းမဆွေရဲ့အလုပ်ကိုင်ကနေစတင်ဟောပြောပေးမှာပဲဖြစ်ပါလိမ့်ရှင်။တောက်ကြသားသမီးချင်းမဆွေအလုပ်နဲ့ပတ်သက်ပြီးတော့ကံဒီညံ့နေပါလေ။အလုပ်ကံဒီမကောင်းဘူး။ဒါကြောင့်တတိလေးထားပြီးတော့လုပ်ပါ။ တန်မိုးကြီးရဲ့ပြည်စီမမျော်လင့်ပဲနဲ့ဝင်လာဖို့ရှိပါတယ်။မိတ်ဆွေကန်ဆရာသမားကန်အကူညီကောင်းတွေရရှိစီမဲ့တပတ်တာပါ။အိမ်နဲ့ပတ်သက်တဲ့ကိစ္စရေများကြည်နူးစရာ စိတ်ချမ်းသာစရာတွေကြုံတွေ့ရမှာပဲဖြစ်ပါတယ်။ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့စိတ်ပူပန်မှုတွေကြုံတွေ့ရမှာပဲဖြစ်တယ်။ရဲအန်ဒီရဲ့စိုးချိုးလုံးဝမရှိပါဘူးရှင်။ အချီးနဲ့ပတ်သက်ပြီးတော့ငြိမ်းချမ်းနေတဲ့အေးချမ်းနေတယ်လို့တွေ့ရပါတယ်။အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့ကြည်နူးပျော်ရွှင်ချမ်းမြေ့တဲ့အိမ်တော်ကြီးလို့တွေ့ရပါတယ်။ကျမကြီးနဲ့ပတ်သက်ရင်စိုးကြုံလုံးဝမရှိပါဘူး။ရခင်ကနေကကျမကြီးဝေဒနာခံစားနေရတဲ့သူရှိခဲ့တယ်ဆိုရင်တော့ဒီတစ်ပတ်တာမှာအနာနဲ့စိတ်နဲ့တွေ့ရှိသွားမယ်လို့မြင်ပါတယ်။အေးချမ်းမှုငြိမ်းချမ်းမှုတွေမရှိသေးဘူး။ဘာကြောင့်လဲဆိုတော့အလုံးမှာခက်ခဲစီတဲ့အတွက်ကြောင့်မို့လို့မအေးချမ်းမှုလို့တွေ့ရပါတယ်။ ကန်နဲ့ပတ်သက်ပြီးတော့ကန်အားတွေအလွန်ကောင်းနေပါတယ်။ထီထူးကန်ဆန်းရှင်နေဆိုရင်တော့ရှစ်တလုံးကိုထီထူးကန်ဆန်းလို့ရပါတယ်။ငွေကြီးနဲ့ပတ်သက်ပြီးတော့သူတစ်ပါးကမိမိကိုလိန်လေတာခံရတဲ့တည်းအဲ့တော့ငွေအလိမ်မခံရအောင်တတိလေးထားပါ။အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်းဆရာကြီးချက်ကိုပေးကြည့်လိုက်တဲ့အခါမိမိဒီအမြင်နဲ့သူတစ်ပါးအပေါ်မှာလူလိသိမရှိဘူးကောင်းပေးတယ်။နောက်ပါဠိပဲဖြစ်ဖြစ် စိတ်ဆန္ဒကလည်းသူများအပေါ်မှာအလိုလိုက်တဲ့တဲ့အချင်းရှိတယ်။အဲ့လိုတွေအလိုလိုက်ပြီးပြီးတော့ကောင်းပေးနေပါလေရဲ့လေကို့မကောင်းမြင်တာလေးခံရတတ်ပါလေ။ဒီတော့တောက်ကြသားသမီးချင်းမိတ်ဆွေတွေအဲတောက်ပတ်ဖြစ်စီတဲ့ရေရီယာကောင်းလေးဆရာမပေးချင်ပါလေ။တောက်ကြသားမိချင်းမိတ်ဆွေပြုလုပ်ဆောင်ရမယ့်ရေရီယာကရေးတူပေးပါလိုအပ်နေသောနေရာလေးမှာ ရေကုတို့လူချင်းဖြင့်မိမိခက်ခဲနေသောတပတ်တာ အလုံးစုံပြည့်လည်သောမေလို့တွေ့ရပါတယ်ရှင်။မင်္ဂလာပါရှင်။24ရက်ဒီမှာ30ရက်ဒီဒီတပတ်တာစနေသားသမီးချင်းမိတ်ဆွေရဲ့အလုပ်ကိန်းကနေစတင်ဟောပြောပေးမှာပဲဖြစ်ပါတယ်ရှင်။စနေသားသမီးချင်းမိတ်ဆွေအလုပ်နဲ့ပတ်သက်ပြီးတော့လုပ်ငန်းခွင်မှာပြဿနာရှိပါတယ်သတိထားပါနော်။တန်မှုကြီးသောပစ္စည်းများထွက်တတ်ပါတယ်။မိတ်ဆွေဆရာသမားတွေရဲ့ကုညီမဆာထောက်ပံ့ခြင်းတွေရရှိမှာပဲဖြစ်ပါတယ်။ အိမ်ကိစ္စများကြည်ညိုစရာစိတ်ချမ်းသာစရာတွေကြိုတွေ့ရမှာပဲဖြစ်ပါတယ်။ချိန်ယူသားခြင်းနဲ့ပတ်သက်ပြီးတော့အဆင်မပြေမှုလေးတွေဒါလေးတွေကြားတတ်ပါတယ်။အဲ့တော့ငွေကြေးကိစ္စလေးတွေကအစားပြောဆိုရတဲ့အခါလေးတွေလေးစိတ်ဝမ်းကွဲစရာမျိုးတွေကျောင်းရတတ်တယ်။အဲ့တော့ချိန်ယူသားခြင်းနဲ့မိမိနဲ့ကြားထဲမှာစိတ်ဝမ်းတွေကွဲသွားတတ်ပါတယ်။ဆိုရတဲ့ အတိုက်ခိုက်မျိုးလုံးဝမရှိပါဘူးရှင်။နောက်ပြီးတော့ရန်အန်ရည်လည်းမရှိပါဘူး။မိမိကိုသူတစ်ပါးကညှိုးနေတာမျိုးလည်းမတွေ့ရပါဘူး။အချီးအင်းနဲ့ပတ်သက်ရင်တော့ချစ်သူနဲ့ကိုယ်နဲ့ခြားထဲမှာစိတ်ညစ်စရာစိတ်ဆိုးစိတ်ကောက်တာတွေကအများများနေပြီအဲ့လိုတွေတွေ့ရတယ်။အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့ဘာမဟုတ်တဲ့အိစာလေးတွေစကလုံးလေးတွေကိုအကြောင်းပြုပြီးတော့မှတကြဲကြဲစကားများနေရတတ်ပါရဲ့။ကျမအင်းနဲ့ပတ်သက်ရင်တော့ခရုစိုက်ပါအဓိကတော့ရုတ်တရက်ဖြစ်စီတတ်တဲ့ အန်ဒီရီလေးတွေကိုတွေ့ရပါတယ်အဲ့ဒါကိုအကြောင်းပြုပြီးတော့ကျမကြီးညက်တက်ပါတယ်တတိထားပါနော်အေးချမ်းမှုငြိမ်းချမ်းမှုရောက်ရှိလာမယ်တပတ်တာလို့တွေ့ရပါတယ်ကဲနဲ့ပတ်သက်ရင်တော့အားနေပါတယ်သို့ပေမဲ့ဒီတူကန်ဆန်းခြင်းနဲ့ဆိုရင်တော့လေးတလုံးဒီတူကန်ဆန်းလို့ရပါတယ်ငွေကြီးလက်လာပါတယ်ရှင်လန်းလာမယ်တပတ်တာပါအားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာတွေချုပ်ငုံပြီးကြည့်လိုက်တဲ့အခါစိုးရတဲ့ပူပန်မှုမျိုးလုံးဝမတွေ့ရပါဘူးရှင်ဒီတော့စနေသားသမီးချင်းမိတ်ဆွေတို့ ကံထောက်ပံ့ဖြစ်စေတဲ့ရည်ရာကောင်းလေးဆံမပေးချင်ပါတယ်။စရိသာသမီးချင်းမဆွေပြုလို့ဆောင်ရမယ့်ရည်ရာလေးကတန်ဃာတော်ဘုံဘုံတပားကိုမိမိကြိုက်နှစ်သက်ရာဟင်းလျာကိုကြာကြာသာသာဒီချက်တာပဲဖြစ်ဖြစ်ကိုယ်တိုင်ချက်ပြီးတော့ပဲတူတူဝယ်ပြီးတော့ပဲတူတူဟင်းလျာကိုပေါပေါတိတိလေးပြုပေးခြင်းဖြင့်ခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည့်လေသွားမယ်လို့တွေးရပါတယ်ရှင်။